ရီစားတဲ့စကားများပြီးရွှေကွန်လိုင်းတရားအစဉ်ကာလာမပေါ်မှာလှည့်အပ်ခဲ့တဲ့မြို့သမီးတို့ကားချင်းခံရပြီးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဗဟန်းမြို့နယ်ကပ ాయి ဖျားလန်ရွှေကွန်လိုင်းကုန်တရားအစဉ်မှာကာလာမပေါ်လှည့်ချပြီးကိုကိုကိုတေချောင်းချန်ခဲ့တဲ့အမျိုးသမီးတယောက်ကားတချိတ်ခံရပြီးသေဆုံးခဲ့မှုအော်တိုဘားလာ21ရက်နေ့ညပိုင်းကဖြစ်ခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတဦးက ိုရှိတင်ကိုဖြစ်သွားတာပါနှစ်ယောက်သားခင်းကပြန်လာပုံကြရင်ကားရက်ပြီးရန်တွေဖြစ်နေကြတာနောက်ဆုံးကောင်လီကကားမလေးကိုသူ့အိတ်တွေနဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကားမလေးကစိတ်ထိခိုက်သွားပုံကြရတယ်တရားအစင်းလမ်းမအလယ်မှာလှိမ့်ချလိုက်တဲ့အချိန်တံတားပေါ်ကအချိန်နဲ့ဆင်းလာတဲ့ကားကတက်ကြိတ်သွားတာ။ဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လုံကြပါသေးတယ်။ရုံးစင်းချိန်မို့ကားတွေအရန်ဖြတ်နေတာရော။ခဏလေးအတွင်းဖြစ်သွားတာမျိုးမမီလိုက်ဘူးဆိုကပြောပြထားတာလေးဖြစ်ပါတယ်။ ကားတချိတ်ခံရပြီးတည်ဆုံသွားတဲ့ကောင်မလေးကအသက်23နှစ်အရွယ်မလင်းပြည့်အိမ်ဆိုသူဖြစ်ပြီးမင်္ဂလာရုံမြို့နယ်ဆွေတော်အိမ်ယာမှာနေထိုင်သူဖြစ်ကြောင်းမိသားစုတွေနဲ့လည်းအဆက်အသွယ်ရရှိခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ကားချိတ်ခံရတဲ့နောက်မှာသူ့ရဲ့ခီးဆောင်အိတ်တွေလည်းတွေ့တယ်။ကောင်မလေးကကလောကနေပြန်ရရောက်ချင်းအိမ်တောင်ပြန်မရောက်တော့သေးဘူးထင်တယ်။ကလောကပြန်လာတဲ့အဝတ်စားနဲ့ပဲဆိုတော့လေသူ့အကောင့်မှာလည်းတင်ထားတယ်။ကြီးစားအတွက်နဲ့များကိုတက်ကူများစတိရရလို့ အတူတွေမှာသွားခဲ့တာနေမှာပေါ့အခုမှအသက်ငယ်ငယ်လေးကိုမိဘတွေတော့ယဉ်ကျိုးရပါပြီကလေးမလေးကဖြူဖြူချောချောလေးကားကတစ်စိတ်တောင်ပေါင်ရိုးဖြတ်ချိုးသွားတယ်လို့သိရတယ်လို့ဆိုကပြစ်စင်ကိုတရှိသူတဦးကပြောပြထားပါတယ်မလင်းပြည့်အိမ်ရဲ့ရုံအလောင်းကိုတော့ရန်ကုန်စီးယုံကြီးကိုပို့ဆောင်ထားကြအောင် ကားကတော့လူဖုံဝင်တိုက်ပြီးမောင်းပြေးသွားတာကြောင့်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ရှင်တိုင်းမုံဖြစ်ပေါ်တဲ့နေရာမှာမလင်းပြည့်အင်ရဲ့ luggage လည်းပါလာခဲ့ပြီးလက်ပုံတင်ကိုလည်းတွေ့ရတယ်လို့အိတ်တလုံးနဲ့အဝတ်အစားကောင်းစားတွေကိုလည်းတွေ့ရပေမယ့်သူမရဲ့ဖုန်းကိုတော့မတွေ့ရှိရဘူးလို့ကုညီသူတွေကပြောပြထားပါတယ်။ သူမရဲ့ Facebook အကောင့်မှာဆိုရင်လေလွန်ခဲ့တဲ့10နာရီကျော်လောက်ကလက်ရှိမတော်တဆဖြစ်တဲ့အင်ဂျင်နီယာပဲနောက်ဆုံး post တင်ထားတာတွေ့ခဲ့ရပြီးပုံဝင်ကကလောမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။သူမနဲ့ရင်းနှီးသူတွေကတော့ကလောသွားတယ်လို့ပဲတီးထားခဲ့ကအခုညမှာဖြစ်ပွားခဲ့တဲ့ကိစ္စကအဖြစ်မှန်မဟုတ်ပါစေနဲ့လို့လည်းဆူတောင်းနေကြတာပဲဖြစ်ပါတယ်။ဒီကွာဒီကိစ္စလား ခဏဟုတ်တယ်ဒီကမင်းပြီးကြတာကမင်းအစီအမင်းအမအချောင်းချောင်းပဲဒီကြောင့်လို့ရှိဒီပုပ်ပုပ်ပုံပြီးထိုးမိတာဒီမိလေးရှောက်ခေါ်တယ်ကျပ်ပေါ်တယ်မနီဘူးရဲအနာကမှာဟင်ဟင်လာမလာမတောင်းတော့ဒီကစားကြည့်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလာ ဒီနောက်ဟိုတယ်ပဲဖြစ်မှာမလို့ဟုတ်အဲ့ဒါသူတိုက်ကုန်းတဲ့ဘက်ကိုလုံးမဝရှိတော့တာပေါ့ဒီနောက်လေကျော်ရလေးပဲဟာဟယ်လိုဟာရလေးဆိုကျွန်တော်ဒီနောက်တစ်ချက်ဟုတ်တယ်ဟုတ်တယ်အိမ်မင်္ဂလာတော့ဘာမှမပွင့်ဘူးဘယ်ပဲရဟုတ်ပါဟုတ်ပါအဆရှိတယ်ဘယ်သက်ခဏအာနေတာအော်မနေ့ကလာတယ်လာတယ်ဟုတ်ဟုတ်ဟုတ် 去去嗯，对，我们对。那边干完了，没有？那边干了。没有干了，没有干了。对，要修。那边现在在修，修哎，快修了，修哎快了，快了，快了。 ကိုကိုသူ့ကိုဒီအိမ်ထဲမှာတစ်ချက်ကြည့်ပါဒီအိမ်ဖွင့်ပြီးပြလားရေးမလို့ရတယ်အဲ့ဒီအိမ်ထဲမှာရေးရပြီးပြရေးရတာမရှိဘူးရှင်တော့တော့တော့ရပါဘူးဘူးရတယ်မရှိဘူးနာမည်ကတော့တည်ပြီးတော့ရောင်းပုံပြပါတော့နာမည်ဘယ်သူလဲတာမေးတာမေးဟောဟဲလင်းပြေလင်းပြေလင်းပြေဟောအမေဟောပြိမအဲ့ဒီလောက်တိပေါ်ရတာကိုစာဟုတ်ကပါရွာရ ်ဘူးအခုဒီနေ့မှရောက်တဲ့တောင်ပါလေနိုင်ဘူးအဲ့ဒါဖုန်းခေါ်လို့မရလို့